မင်းနေချာ UK vlog နဲ့ကွဲထွက်နေတဲ့ UK နိုင်ငံကတဘာဝအလှလေးကိုခိုးနေတူကြည့်လိုက်ကြအောင်နော် Hello အားလုံးပဲမင်္ဂလာပါခိုးပါဒီနေ့တော့ခိုးတယောက်လမ်းလျှောက်ထွက်ရင်းနဲ့ Berry Tea တောက်ခုမှဖြစ်ပါတယ် UK နိုင်ငံမှာက Blackberry ဆီကအလေးကျပေါက်တာပါဒါလေးတွေကကျတော့အရင်ပင်ပေါ့နော်ဒါပေမဲ့အရင်ပင်လည်းစားလို့ရပါတယ်အသေးရုံမြင်ချင်းခိုးခန့်စားလိုက်ရတာခိုးအရင်ဆွဲဆောင်နေရေပေါ့နော်အဲ့နဲ့ပဲခူးခူးလိုက်ပါတယ် blackberry ဆိုတဲ့အတိုင်းပဲသူကအမဲအောင် ပြောင်းသွားတော့မှအသေးလေးကမှဲ့တာပေါ့နော်စားလို့ရတာပါအနီအောင်လေးတွေကကြတော့စိမ့်ပြီးတော့အယမ်းမာပါတယ်စားလို့မရပါဘူးခိုးကတော့မနေနိုင်လို့တခါတည်းပဲစားလိုက်ပါတော့တယ်อืมအယမ်းကောင်းပါတယ်အရသာကယမ်းကောင်းနေတာမဟုတ်လို့ခိုးထက်ခိုးပါတယ်သူအရသာလေးရကွာစူပါမားကတ်ကဟိုင်းနဲ့အယမ်းกว่าတယ်ဒါကလေ organic မဟုတ်လားမသိဘူးသူကပို့ပြီးတော့ strong ဖြစ်တယ်ပို့ပြီးလဲစားလို့ကောင်းတယ်ပေါ့နော် ဒါပေမဲ့ချက်ချင်းကုချက်ချင်းစားမှုလို့ဖုံလေးတော့မှုတ်ပြီးစားရပါမယ်။ဒီလန်းလေးဆိုလို့ရှိရင်လေတဘာဝအတန်လေးဖြစ်နေတာဆိုတော့ကြီးလိုက်တာနဲ့လုံးဝ stress တွေပျောက်သွားတယ်။ဒါလေးကတော့ UK နိုင်ငံရဲ့ National Bird Robin ငှက်လေးပါ။ခိုးတော့မြမာပြည်မှာဆိုလို့ရှိရင်တရက်တည်းရည်သေးလို့ပဲဒီမှာကလေပန်းတည်းရည်ဆိုရင် လုံးဝအများကြီးအပြုတ်လိုက်ကိုတီးတာဘာလို့သွားတတိယဝါလဲဆိုရင်ငငယ်တော့ကကြီးတယ်စုံးဥခုံကောင်တတိယဝါရယ်ပန်းတည်းအများကြီးပဲလေ ုံးစံတိုင်းမှာပဲခိုးလေးတစ်ယောက်ကတော့ခူးပြန်ပါပြီဒီပန်းသီးအမျိုးအစားက crab apple လို့ခေါ်ပါတယ်။သူကဒီအိုင်းမဲစားလို့ရှင်တော့ချင်းတယ်။အဲအကြောင်းမလို့ချက်ပြီးတော့စားတာ။ဒါမှမဟုတ်ရှင် process လုပ်ပြီးစားတာမျိုးလုပ်စားလို့ရပါတယ်။ဒီနေ့လုံချင်တာရေလုပ်ပြီးသွားရေဆိုတော့ခိုးရဲ့တဏိတာပြီးပြီလို့ထင်ပါသလား။ No ပါ။ကြံပါသေးတယ်။လမ်းသွားရင်းနဲ့ပိတ်ဆွဲပြင်းနဲ့တွေ့လို့ပိတ်ဆွဲနှုတ်ဖို့စူးစမ်းနေတဲ့ခိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုရဲ့ first time ပေါ့နော်ကိုတစ်ခါမှလည်းပိတ်ဆွဲပင်ကိုမနှုတ်ဘူးသူများနှုတ်တာလည်းမမြင်ဘူးအမကျမရဲ့အဖြစ်ကိုကြည့်ကြပါအောင်ဖင်ထိုင်ရပါကြတယ်ပိတ်ဆွဲပင်ကလေအမြဲတမ်းသူကအရေးရှိတဲ့နေရာလိုရေဆက်တို့အဲ့လိုမှပေါက်တာပေါ့နော်ပိတ်ဆွဲပင်မှာအဖိုးပင်နဲ့အမားပင်ဆိုပြီးရှိတယ်အခုမြင်ရတဲ့အဲ့အမဲအောင်အချောင်းလေးကကြာပိတ်ဆွဲအဖိုးပင်ပါ ခိုးရကြတော့ဘွက်ထဲမဆင်းကျင်လို့ဒီရည်နည်းခန်းတဲ့အချိန်ကိုသွားပြီးခိုးတာပေါ့နော်။ဒါပေမဲ့မိကြီးမှရည်ထက်လည်းရှိသေးတဲ့အချိန်လေးသွားလိုက်တော့ကြတော့အပင်နှုတ်ကလည်းလွယ်တယ်။အမကျွန်မသွားတာပဲ။ I can't ။ကျွန်မနုံနစ်သွားပါတယ်။သူများအကူညီယူပြီးတော့မနေပဲအပင်ထွက်လာလောက်မှဖနက်ကမိကြီးထဲမှာကြံခဲ့။ဒါကတော့ကျွန်မရဲ့စိတ်ညစ်နေတဲ့ရုပ်ပါ။ နက်ကအစီအစဉ်မရှိတော့ boost အရှိမစည်းလာဘူးကွာ you you sneaker စည်းလာအလုံးက no no နိုနေပေကုန်တော့အိတ်ပိတ်ဆိုရဲနေပဲမနေပဲရသလောက်ချစ်ပေါ့နော်ဒါပေမဲ့အရှုံးပေးတယ်ဆိုတဲ့ဇလန်ခင်သက်ဆုံလို့စီမှာမရှိပါဘူးစမ second time third try ပါတယ်ဒီခါတော့ရှေးရအတွေ့အကြုံတွေအရာပေါ့နော်တော်တော်လေးအထာတိသွားတယ်ပြီးတော့အထာတိသွားတဲ့အခါမှာနှုတ်ကတာအရန်လွယ်တယ်ပေါ့နော် တကယ်ကလေပိတ်ဆွေကပင်လိုက်ကြီးနှုတ်ကြတာမဟုတ်။ तू ကနှစ်ပိုင်းလို့သဘောထားလို့ရရပေါ့နော်။အပြင်ပိုင်းနဲ့အထဲပိုင်းဆိုတော့နှုတ်တဲ့အခါမှာအထဲကအရွက်လေးတွေပဲကင်ပြီးတော့နှဲနေပြီးတော့နှုတ်ပြီးလိုက်လို့ရှင်ထွက်လာတာအရင်လွယ်တယ်။တချို့လူတွေကြတော့ဒါနဲ့အဲ့အောက်ပိုင်းခုတ်တာလေးမြင်မှုတယ်ပေါ့နော်။အဲ့လိုတိရောလေခုတ်เสียမှလို့အလဲအဟာလေးကိုအဲ့လိုနှဲနေပြီးထုတ်လိုက်ရင်အရင်လွယ်တယ်။ဒါလေးကတော့ proud ဖြစ်နေတဲ့နေခိုးဖြစ်ပါတယ်။ ကဲအခုကတော့ခုနကခိုးလာတဲ့ပိတ်ဆွေနုနုဖက်ဖက်လေးကိုရခိုင်ချက်အဆက်ချက်လေးချက်စားတာဖြစ်ပါတယ်။အရန်မှွေးပြော်လေး organic mold လာမသိဘူးစားလို့ကောင်းတော့ခုနကခိုးလာတဲ့ crab apple ကိုလည်းပန်းတီထောင်းလေးထောင်းစားလိုက်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။